မဲစက်ကြဝလာပြိုင်ပွဲကျင်းပဖို့ရက်ပိုင်းအလိုမှာဒိုင်းနှစ်ဦးကရုတ်တရက်နှုတ်ထွက်သွားခဲ့ပါတယ်။ဒါဟာထိုင်းနိုင်ငံမှာမနက်ဖြန်နိုဝင်ဘာ22ရက်နေ့ကျရင်ကျင်းပမဲ့ကဘာကျော်အလှမဲပြိုင်ပွဲကြီးရဲ့ဇက်တိုက်ကြုံနေရတဲ့အရှုပ်တော်ပုံတွေကနောက်ဆုံးပြဿနာလေးဖြစ်လာပါတယ်။လက်ဗနွန်ရွယ်ဘွားပြင်သစ်ဂီတပညာရှင်အိုမာဟာဖော့ချ်ကမဲစက်ကြဝလာအဖွဲ့ရဲ့ရှစ်ဦးပါဒိုင်းအဖွဲ့ကနေသူနှုတ်ထွက်တဲ့အကြောင်းနိုဝင်ဘာ19ရက်နေ့မှာလူမှုကွန်ရက်မီဒီယာ Instagram ကတဆင့်အတီးပြုရေးသားခဲ့ပါတယ်။သူက ြန်ပွဲမှာကြိုတင်မကြညာပဲခန့်အပ်မဲ့ဒိုင်းအဖွဲတစ်ခုဟာပြန်ပွဲမတိုင်ခင်ကတည်းကနောက်ဆုံးအဆင့်ပွဲစဉ်တွေကိုတက်လှမ်းနိုင်မဲ့အလှမဲ့စည်ရင်းကိုကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့စွပ်စွဲထားပါတယ်။နိုင်ပြီးပိုင်းအကြာမှာတော့ပြင်သစ်ဘောလုံးကျယ်ပွင့်ဟောင်း Clutch McKinley ကလည်းထုတ်မပြောလိုတဲ့ပုံကိုရေးအကြောင်းပြချက်တွေကြောင့်ဒိုင်းအဖြစ်ကနှုတ်ထွက်မယ်လို့ကြေညာခဲ့ပါတယ်။ပြန်ပွဲမှာလုပ်ပွဲစီစဉ်ထားတယ်ဆိုတဲ့ Half Forge ရဲ့စွပ်စွဲချက်ကအတော်ကြီးတယောက်မှုကြီးမားမဲ့အခြေအနေရှိပါတယ်။မဲဆက်ကြဘောလာပြန်ပွဲဘက်ကတော့ Hartford ရဲ့ဆွဆွဲချက်ကိုပယ်ချခဲ့ပြီးစုရွေးချယ်ရေးမှာဘယ်ပြင်ပအစုအဖွဲ့ကမှတာဝန်ပေးမထားဘူးလို့တုံ့ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအစား Hartford ဟာ Beyond the Crown အစီအစဉ်နဲ့ပတ်သက်လို့အမြင်မှခဲ့ဟန်ရှိကြောင်းဒီအဖွဲ့ကစုရွေးချယ်မှုအပေါ်ဘလို့လွှမ်းမိုးတက်ရောက်မှုမှမရှိနိုင်ကြောင်းပြန်ပွဲတာဝန်ရှိသူတွေကကြေညာခဲ့ပါတယ်။မဲဆက်တာဝါလာပြန်ပွဲဟာ Beyond the Crown ဖွဲ့စည်းမှုကို November 18ရက်နေ့ကမှအတည်ပြုခဲ့တာဖြစ်ပါတယ်ရှင်။